အာဆင်နယ်သင်းကိုအဓိကဖိအားပေးလာခဲ့တဲ့မန်ချက်စတာစီးတီးရဲ့နှစ်မှတ်ဖိအားနဲ့ဒီလာအတွင်းပရီးမီးယားလိလေးပွဲအာဆင်နယ်သင်းဒီလာအတွင်းကမ်းမဲ့ပွဲက6ပွဲရှိတယ်။ချန်ပီယံလိဂ်2ပွဲ၊ကာလာဘောင်2ပွဲ၊ကျန်တာပရီးမီးယားလိဂ်4ပွဲ အရှိမနှစ်ပွဲကံပြီးသွားပြီ Brandford ကိုနိုင်တယ် Aston Villa ကိုတော့ကျွန်တော်တို့ရှုံးနေခဲ့တယ်ဒါပေမဲ့ Premier League ၄ပွဲမှာကျွန်တော်တို့နိုင်ခဲ့မယ်ဆိုရင်တော့ဘာမဆိုပြင်ပြီးမျှော်လင့်လို့ရတယ်အဲ့ဒီ၄ပွဲမှာကျွန်တော်တို့ကိုလုံးဆရာကြီးကလုံးဖို့လိုအပ်တယ်တခုဆိုကျွန်တော်တို့ကကိုအနာအသင်းတွေရမှတ်ဆုံးရှုံးလာတော့ပြီးကြည့်နေတဲ့ဆိုင်ကိုရီလုံးဆရာကြီးကလှုပ်ထားတာကကိုကျမကိုဖန်တီးခွင့်ရှိသွားတာဒီရသည့် Arsenal ရဲ့ squad ကတောင်းတင်းနေ ဒါပေမဲ့တစ်ဖက်မှာလည်းဒဏ်ရာကစားသမားတွေကလည်းတော်တော်လေးများတာတွေ့ရတယ်။အသင်းရဲ့ကောင်းလာပါရေဆိုတဲ့အထောင်ဘက်ကကစားသမားတို့ဒဏ်ရာသွားတာရှိသလိုအခုနောက်ပိုင်းမှာလည်းအဲ့ဒဏ်ရာမှတ်တမ်းတွေကခံစစ်ပန်းမှာတဖြည်းဖြည်းနဲ့ပြန်ပြီးတော့တိုက်စားလာတာတွေ့ရတယ်။အဲ့တော့အာဆင်နယ်အသင်းအနေနဲ့ဒီလာတွင်ကန်ရမဲ့ပရီးမီးယားလိလေးပွဲကြောင်းကြုံသုံးသက်လိုက်အောင်ချန်ပီယံလိနဲ့ကာရာဘောင်ကတော့ခဏထားလိုက်တော့အဲ့ပွဲစဉ်မှာလည်းကြုံသလိုကန်လို့ရတယ်။နောက်ဆုံးကာရာဘောင်ကဒီအဆင့်မှာထွက်သွားရင်တော့ဝမ်းနေစရာမရှိဘူး။ကျွန်တော်တို့ရဲ့အဓိကနဲ့တာမန်ကြီးကိုခွဲခြားဖို့လိုအပ်တယ်။ အသင်းရဲ့ကောင်းလာပါရေဆိုတဲ့ကစားသမားတွေကိုဂျုံသမျှပွဲတိုင်းမှာထည့်ပြီးသုံးနေမယ်ဆိုရင်တကယ်တကယ်ဖိုက်ရမယ့်ပွဲဒီမှာကျရင်အဲ့ကစားသမားတွေကလည်းစိတ်ဆောင်တော့ကိုမလိုက်နိုင်တော့အဲ့လိုဟာမျိုးတွေခုနောက်ပိုင်းကျွန်တော်မြင်တွေ့လာတာ right ဆိုလို့ရှိရင်ဘလောက်ထိကောင်းလဲသူဘလောက်လုံပေးခြင်းလဲဒါပေမဲ့သူခန္ဓာကိုယ်ကမလိုက်နိုင်တော့တအားပြိုင်နေပြီကစားသမားတော်များကြီးလိုက်လဲပယိုးနေယူတွေကြတယ် training ဒီမှာမောင်းတာမျိုးတကယ်ပွဲဒီမှာရေကုန်ရေပန်းကစားတာမျိုးအခု3-4ရက်တပွဲလုံးကစားတဲ့အခါမှာကစားသမားတွေက စိတ်ထဲမှာနိုင်ကျင်စိတ်လေးရှိမယ်အဲ့ဒါကိုပုံဖော်နိုင်တဲ့စတာမီနာပြည့်သူတို့မှာမရှိတော့အဲ့ဒါအခုနောက်ပိုင်းအာဆင်နယ်တင်းရဲ့အဓိကပြဿနာကစားကွက်ရိမ့်ရိမ့်သွားတာမဟုတ်ဘူးအတင်းကတစ်ဖက်တည်းကိုနိုင်ကျင်တဲ့ခါမှာလိုချင်တဲ့စတာမီနာအပြည့်ထုံမသုံးနိုင်ဘူးဖြစ်သွားကဲအနည်းဆုံးပွဲဒီဇင်ဘာလ14ရက်နေ့ကျရင်ကျွန်တော်တို့ဝူဘာဟမ်တန်နဲ့ကန်ပရီးမီးယားလိပွဲလေးပဲပြောလိုက်မယ်နော်ဒီဇင်ဘာ14ရက်နေ့ကျရင် မနက်2နာရီခွဲအရင်အချိန်မှာအာဆင်နယ်ကကိုယ့်အင်ကိုမှာဝူဘာဟမ်တန်ကိုကန်ရမယ်။ဒီရသည့်အာဆင်နယ်တင်းကမန်ချက်စတာစီးတီးကိုဝန်ဝန်တီကြထားတာလို့ရင်အိမ်ကွင်းဆောက်ဆောင်ရင်တော်တော်လေးကောင်းတယ်။ဒါကြောင့်လည်းအဆင့်တမှာရှိနေတာအိမ်ကွင်းဆောက်ဆောင်ရင်ကောင်းလို့အဆင့်တမှာရှိနေလို့ပြောလို့ရတယ်။ဘူးလို့အသိမျိုးတော့မနိုင်ကြအကြောင်းမရှိဘူး။တခုတော့ရှိတယ်။အာတီတာကတွေ့သည်မပွဲစဉ်တိုင်းကိုအရန်နိုင်ကင်တာဖြစ်တဲ့အတွက်ကောင်းလာပဲကြီးဆိုကစားသမားတွေပဲအတကုံသုံးတယ်။အတကုံမှအတကုံသုံးတာ။ကျွန်တော်ဗီဒီယိုတုန်းကပြောခဲ့လို့ပါလေ။အသင်းရဲ့ ကစားသမားတော်တော်များသည့်ဒီရာသီပရီးမီယာလီ15ပွဲလုံးဒီပါကိုဝင်ဆော့ထားတဲ့ကစားသမားက၄ယောက်အထက်ရှိတယ်။အဲဆိုအာဆင်နယ်အသင်းအနေနဲ့ဘူဘာဟန်တန်အသင်းရဲ့ပွဲစဉ်မှာဟိုနားချိန်လည်းရထားတယ်စတာမီနာလည်းအပြည့်ရှိတဲ့အီတန်ဝိုင်တို့နော့ကတ်တို့လိုကစားသမားမျိုးတွေသုံးသွားမလားကိုယ့်ငွေလည်းဖြစ်တာဖြစ်တဲ့အတွက်ဒါမှမဟုတ်ပွဲပန်းလက်ဆရှိတဲ့ရိုက်စ်တို့ဇူီမန်တီတို့အိုဒီဂတ်တို့ပဲဆက်ပြီးသုံးသွားမှာတစ်ချက်တော့ကြည့်ရမယ်။ပပနဲ့နဲ့ကင်တွင်မှဖြစ်မှာ။ဘာလို့လဲဆိုတော့နောက်ကလိုက်လာခဲ့တဲ့မန်ချက်စတာစီးတီးကအာဆင်နယ်နဲ့နှစ်မှတ်ပဲကွာတော့တာ။ တစ်ချက်ကလေးကိုမှားလိုက်တာနဲ့ကြော်တက်သွားမယ်အသိမျိုးစီတီးကကိုယ့်ကိုကြော်တက်သွားပြီဆိုပြန်ဆွဲချဖို့ကမလွယ်တော့ဘူးဒါကအရှိမသမိုင်းကြောင်းနေကျွန်တော်တို့တက်တည်ပြပြီးသားအဲ့တော့စီတီးလိုအသိမျိုးကို9မှတ်9မှတ်ဖြတ်ထားနိုင်ရင်တောင်မှတိတ်ပြီးစိတ်မချရတဲ့အချိန်မှာ2မှတ်ဆိုတဲ့ဖီကကိုယ့်ကောင်တီတွက်ဆိုရင်တော့နိုင်မှဖြစ်မယ်နေထားဝူးလိုအသိမျိုးလည်းနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒီဟာဒီအင်္ဂွင်းဆက်ဆောင်ရင်ကောင်းတာဖြစ်တဲ့အတွက်နောက်တစ်သင်းအဲ့ဒါကတော့အေဗာဒန်အသိနဲ့ကမ်းပဲပွဲစဉ်ဝူလိုပွဲမျိုးမှာအဓိကကစားမားတွေအနာပေးသိချင်တယ်ဆိုတာကအဲ့လိုအေဗာဒန်နဲ့အဝေးကွင်းပွဲစဉ်မှာတုံးကျင်လို့ ကိုယ့်အိမ်ဝင်ဗျာဝူးနဲ့ပွဲစီမှာကစားမတချို့အနားပေးနိုင်ပြီပပနဲ့နဲ့နိုင်ခဲ့တယ်ဆိုရင်အင်ပြည့်အားပြည့်နဲ့ကျွန်တော်အေဗာရန်တင်းကွေးမှာအနိုင်သွားကန်လို့ရပြီအဲ့ဒါအသင်းငယ်နဲ့အသင်းလက်နဲ့မဆိုင်တော့ဘူးကစားသမားရဲ့စတာမီနာပတ်သက်ပြီးတော့နီးပြတ်တော့ကဘလို့ထိမ့်သိမ့်ပြေးသွားလဲဘလို့ခြံပြီးဆော့သွားလဲဘယ်ကွေးမှာဘလို့တင်ဆော့ရမလဲအဲ့ဒါကောင်းကောင်းသိတာအဲ့ဒီအပိုင်းနောက်တစ်ပွဲအဲ့ဒါကတော့ကျွန်တော်တို့ဒီဒီဇင်ဘာ29ရက်နေ့ကြာလို့ရှိရင်အာဆင်နယ်ကကိုယ်ဝင်ကွေးမှာ Brighton နဲ့အခန့်ကစားမယ် ရီးမီးယားလေး၄ပွဲမှာ၃ပွဲကကိုယ့်အင်ွေးမှာကစားရမှာအဲကြောင့်အင်ွေးဆောက်ဆိုင်ကောင်းတဲ့အာဆင်နယ်အတွက်ဆိုရင်တော့ပေါ်ဆလို့မရဘူးအရင်လိုမျိုးငါတို့ကဂေဘီယယ်နဲ့ဆာလီဘာရှိလို့တကူးနှကူးရလဲအေးဆေးစိန်စော်ပြီးတော့ဒါကငါတို့အတွက်သုံးမှတ်ပဲဆိုပြီးတော့ကလီရှိနဲ့တွားပြီးမျောလို့မရဘူးအခုရှိတဲ့ခံစစ်တန်းကနည်းနည်းလေးဝီဝီရဆိုတော့မကောင်းပြောတာမဟုတ်ဘူးရှုပ်ရှက်ခတ်တဲ့အနေထားမျိုးတွေပေါက်ထုပ်ကြလာတဲ့လောင်းပေါ်တွေပယ်ဖြတ်မှုတွေမှာလိုအပ်ချက်ရှိနေအဲ့အတွက်အတွေ့အကြုံပိုင်းရောတွဲဆောရတဲ့ တင်းဝုတ်အစ်တစ်တွေဖြစ်နေရကြအောင်ပြီးတော့အဓိကကစားမကြီးမပါနိုင်တဲ့အနေထားကြအောင်အာဆင်အသင်းရဲ့ခံစစ်ကအခုနောက်ပိုင်းမှာနည်းနည်းလေးဂိုးလီပြပြီးပေးလာတယ်။ဒါကြောင့်မို့အရင်လိုမျိုးကျွန်တော်ကလင်းရှစ်ကိုမျောပြီးတကိုးနှစ်ကိုးနဲ့ happy ending ဖြစ်ပြီးတော့ကျွန်တော်သွားပြီးမျောလင်းလို့မရဘူး။အဲကြောင့်မို့ Arsenal တင်းနေနဲ့ကိုယ့်အင်ကိုမှ Brighton ကိုအခန့်စားရမယ်။ပြီးရင်ဒီဇင်ဘာလ30တင်းနေကြရင်မကြေပွဲဖြစ်ကိုယ့်အင်ကိုမှ Aston Villa ကိုအခန့်ကစားရမယ်။ရှေ့ကကျောင်းတော်ရန်စားကိုရှင်းရမယ်ပွဲပဲ။အဲ့တော့ဒီလေးပွဲအဲ့ဒီလေးပွဲမှာ Everton နဲ့တပွဲပဲဝေးခွင့်ရှိတယ်။ Chelsea နဲ့၃ပွဲအင်ကိုမှကစားရမယ်။ အသင်းရဲ့ရန်ကစားမတချို့နဲ့ပထမပိုင်းမှာစမ်းပြီးသုံးကြည့်လိုချင်တဲ့ဂိုးမရခဲ့ရင်လိုချင်တဲ့ရလက်မရခဲ့ရင်သုံးစမ်းမှာအဓိကကစားမတွေဒုတိယပိုင်းမှာတင်ဆော့အဲ့လိုမျိုးဖြစ်စေချင်တာအခုအသင်းရဲ့ကစားမတွေကောင်းမေညိုမေ၁၁ယောက်ကိုထပြီးသုံးလိုက်တယ်ပထမပိုင်းအဲ့ကစားမတွေပွဲပန်းတဲ့အချိန်မှာနောက်ဝင်လာမဲ့ကစားသမားတွေကရှေ့က quality ကိုတိတ်မမီတာမျိုးတွေနောက်ဆုံးလှုပ်ချင်အောင်လှုပ်နေခဲ့တဲ့ ွေးအေးအေးနဲ့အဆုံးသတ်တဲ့အပိုင်းမှာလိုအပ်ချက်ရှိနေခဲ့တဲ့မန်တူကီလိုကစားမပြုလို့မန်တူကီကရန်ကောင်းပါတယ်တိုးဝင်တဲ့ပိုင်းတွေချမ်းလုတဲ့ပိုင်းတွေကောင်းတယ်ဒါပေမဲ့ဂိုးပေါက်ကန်သွင်းတဲ့ပိုင်းတွေတေချာပြက်ပြီးတော့ခင်းပြရမယ့်ပိုင်းတွေမှာတော့လိုအပ်ချက်ရှိနေသေးတယ်အဲကြောင့်အာဆင်နယ်အသင်းဒီပြမီခေးအိုက်တာနေနဲ့ချန်ပီယံလိတပွဲနဲ့ခါတာဘောတပွဲမှာသူ့အနေနဲ့အဓိကစားမကြီးအနာပြီးဖို့လိုအပ်တယ်ပြီးလို့ရှိရင်ဟူးနဲ့တွေ့မဲ့ပရီးမီးယားလိပွဲစဉ်မှာအဓိကစားမတချို့ဒုတိယပိုင်းမှာထည့်သုံးတာမျိုးအေဗာနန်နဲ့ဝူးဂွန်ပွဲစဉ်မှာလူစုံတက်ဆုံနဲ့ဖြုတ်တာမျိုးဂျန်နဲ့ဘရိုက်တန်နဲ့ ဒီအက်စတွန်ဗီလာအသင်းကိုကိုယ့်ကိုယ်မှာအခက်ကစားမဲ့ပွဲတွေမှာတည်တည်ချာချာပပနဲ့နဲ့နဲ့အနိုင်ယူဖို့ပြင်ဆင်တာမျိုးလုပ်ဖို့လိုအပ်တယ်။အဲ့ဒီပွဲစဉ်တွေကလည်းအရင်ရက်တည်းကအရင်ကြီးမခွာဘူးလေ၃လရက်တပွဲလုံးဖြစ်နေခဲ့ရ။အဲ့တော့ဒီဇင်ဘာလအတွင်းအာဆင်နယ်အသင်းအဲ့ဒီ၄ပွဲကိုနိုင်ခဲ့မယ်ဆိုရင်မန်ချက်စတာစီးတီးကရောသူတို့ရင်ဆိုင်ကစားမဲ့၃ပွဲကိုနိုင်မှာမလားကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမှာပေါ့လေ။မန်ချက်စတာစီးတီးကဒီဇင်ဘာလအတွင်းမှာပရီးမီးယားလိ၃ပွဲပဲရှိတယ်။ ခရစ်စတယ်ပဲလီကိုဝေးကွင်းမှာသူတို့သွားကြရမယ်သူတို့အိမ်ကွင်းမှာဝက်ဆန်းကိုအခန့်ကစားရမယ် forest ကိုဝေးကွင်းမှာသူတို့သွားကစားရမယ်သူတို့လည်းအလဲလက်အသီးနဲ့ကစားရမှာပဲဒါပေမဲ့ city ကအစင်တီရနန်းကိုသူတို့ရားနေပြီဆိုရင်ရားတဲ့နီးနဲ့အနိုင်ကန်ပြီးတော့အဲ့နေရာကို channel လောက်လာမျိုးတွေ city ကတော်တော်လေးကောင်းတယ်ကိုရီအသင်းကကြတော့တချို့ဂွေးတွေမှာကြာရင်နိုင်ကျင်စိတ်ရှိတဲ့အပိုင်းမှာမေကွန်းထုတ်ခံရတာမျိုးတွေကစားကွက်စီးပိုးဆော့တဲ့အပိုင်းမျိုးတွေမှာပြီးလို့ရှိရင်ပွဲတစ်ပွဲနဲ့ပတ်သက်ပြီးတော့ ဖြတ်နိုင်တဲ့အပိုင်းတွေအဲ့လိုမျိုးတွေမှာလိုအပ်ချက်ရှိတာဘီလာနဲ့ပွဲစဉ်မှာကျွန်တော်ဝမ်းဝမ်းကြောက်သွားပြီကျွန်တော်ပို့ပြီးတင်တိုက်ရမှာဒါပေမဲ့ကစားကွက်စိန်သွားတာမျိုးတွေလိုချင်တဲ့အနိုင်ရလက်အတွက်တေးသေးချာချာလေးကစားကွက်ကိုပြန်ပြီးတီဆောက်ပြီးတော့အေးသေးသေးလေးသွေးမယ်ဆိုတဲ့ပုံစံမျိုးတွေပြန်ပြီးလုပ်သွားတာမျိုးကတန်ဖိုးကြာသွားပြီးတစ်ဖက်ကပြန်ပြီးတော့ transition လေးနဲ့ဂိုးပြန်ရသွားတာအဲ့ကြောင့်မို့ Premier League မှာဆော့တဲ့အသင်းတသင်းအနေနဲ့ဆိုရင်တော့ပြတ်သားရမယ်တကူးနှစ်ကူးထပ်ပို့ပြီးပြတ်သားတဲ့အသင်းတွေရပဲသုံးဘက်ကိုပို့ပြီးတိကျကျစုဆောင်းနိုင်တာ အဲကြောင့်မို့အာဆင်နယ်သင်းအနေနဲ့ပရီးမီးယားလိမှာချန်ပီယံဖြစ်ချင်တဲ့ဆိုရင်လောက်ရမှာနှစ်ခုရှိတယ်အဓိကကစားသမားတွေကိုတေချာလေးအနားပေးလိုက်သုံးလိုက်လောက်တက်ဖို့လိုအပ်တယ် squad rotation မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့မှ half time လောက်သုံးပြီးတော့တင်ဆော့လို့ရတဲ့အနေထားရှိရယ်နောက်တစ်ချက်ကဘယ်အသင်းတွေရင်ဘလို player line up ကိုထုံမလဲဆိုတဲ့အပိုင်းအဲ့ဒါတော့အိုက်တာလက်ထဲကိုစူဖလားတွေရောက်တယ်မရဘူးဆိုတဲ့အပေါ်မှာအဲ့ဒီကိစ္စကလည်းအရေးပါနေပါတယ်အဲ့တော့ညီကိုတော့ဘလို့ထင်လဲ အာဆင်နယ်သင်ဒီဇင်ဘာလတွင်ကံမဲ့၄ပွဲကိုအနိုင်ရမယ်ထင်လားမန်ချက်စတာစီးတီးကရောနှစ်မှတ်ကွာနေအာဆင်နယ်နဲ့အမှတ်တီပိုဝေးသွားမလားဒါမှမဟုတ်အာဆင်နယ်ကိုကျော်တက်သွားမယ်ထင်လားခွန်မဝင်ရောက်ရေးသားပြီးတော့ပါဦးအဆုံးတစ်ချက်တည်းလဲအားလုံးကျေးဇူးတင်ပါတယ်ရှေ့ရသည်နဲ့ပတူတာကတော်လီစကွက်တောက်တယ်ဒါပေမဲ့ရှေ့ရသည်ကမတူတာကတနည်းအားမှာဒဲရကစားမတွေအများကြီးဖြစ်တာလေဒီရသည်မှာတမျိုးပဲဆာလီမမြန်ပြလာမှဖြစ်မှာပါအကြိမ်များဒီပွဲစဉ်တွေကိုဆာလီဘာပါလာပြီဆိုရင်ကွင်းလက်ကစားမလည်းနောက်ဆန် မတင်းမဲနဲ့တိုက်စစ်ပို့ပြီးလိုက်ပါနိုင်မလို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်။ကဲအဆုံးထိကြည့်ပြတယ်လေအားလုံးကျေးဇူးတင်ပါတယ်။ဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့ဒါစီးပွားဖြစ်ပြောရမယ့်ကစားချင်းဆိုဘာဘာဟုတ်တဲ့ညကို646 963တင်နံပါတ်ညကို9963ခေါင်းထဲတော့မဆက်သွဲချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါ။ဘောလုံးမွေးနဲ့ပတ်သက်ပြီးဆော့ချင်တဲ့အကောင့်ဖွင့်ဆိုအားလုံးကိုနှွေးထွေးကြည့်ဆိုပါတယ်။မဆော့ရတဲ့ညီကိုတွေကတော့ YouTube မှာ VPN နဲ့ကျွန်တော်ကိုကြည့်ပြီးတော့အားပေးလို့ရပါတယ်။ကျွန်တော်တို့နိုင်ရပါမယ်။